้ามนาวနေထိုင်နေค้านาจีนကိုกากะโบအတွက်နေစဉ်လူနေမှုပုံစံမှာပြုပြင်ပြောင်းလဲမှုလေးတွေလှုပ်ဆောင်နိုင်ပါတယ်နမတချက်ကတော့ကိုဟန်နေထားမှန်ကန်စွာထားရှိခြင်းခါကျမ်းမာရေးအတွက်ကိုဟန်နေထားမှန်ကန်ဖို့ကအရေးကြီးဆုံးပါပဲထိုင်တဲ့အခါမှာခါကိုဖြောင်းမတ်စွာထိုင်ပြီးတော့ပခုံးကိုနောက်ကိုနှိမ့်ငယ်ဆွဲထားပါ ချက်ချောက်ကိုကျမ်းပြင်ပုံမှာပြပြချတာပါခြေဘွားကမြေကြီးကိုမမိလို့ရှိရင်ဇပွဲတင်ကုန်သို့မဟုတ်ခြေတင်ကုန်တစ်ခုကိုအသုံးပြုပါဒူးကိုတင်မထက်အနေငယ်မြင့်နေပါစေကြကြမထိုင်မဲနဲ့နိုင်ဝက်သို့မဟုတ်တနိုင်ကြားတစ်ခါမတက်ထရရပြီးတော့ခဏတာလမ်းလျှောက်ပေးပါရက်တဲ့အခါမှာလေကိုလေးကျင်ကို6000နှစ်ဖက်ပေါ်မှာညီမြစွာထားပါမတက်ရက်ပြီးတော့1ဖိုက်သားကိုနင်းငယ်တင်ထားပါ အဲ့တဲ့အခါမှာလည်းကောင်းဆုံးနေသားကတော့ဘေးတဆောင်နေသားပါဒူးနှစ်ဖက်ကြားမှာခေါင်းအုံးသေးသေးလေးကိုခံထားပေးပါပက်လက်လန်အိတ်လို့ရှိရင်ဒူးခေါင်းအောက်မှာပေါ့နော်ခေါင်းအုံးတစ်လုံးကိုခံထားပေးပါမက်နစ်ချက်ကတော့ပစ္စည်းမှခြင်းနဲ့အလေးမှခြင်းပဲဖြစ်ပါတယ် အလေးအပင်မတဲ့အခါမှာနီးလက်မမှန်ရင်ခါနာတက်ပါတယ်။ပစ္စည်းမမဲ့အခါခါကိုမကွေးဘဲနဲ့ဒူးကိုကွေးပြီးတော့ထိုက်ချလိုက်ပါ။ပစ္စည်းကိုခန္ဓာကိုယ်နဲ့နီးနီးကပ်ကပ်ထားပြီးတော့မတည့်ရပါ။အလေးမတဲ့အခါမှာခါကိုမလှည့်ဘဲနဲ့ချက်တောင်းနဲ့ပေါ့နော်တကူလုံးကိုလှည့်ပါ။မမနိုင်လောက်အောင်လေးတဲ့ပစ္စည်းဆိုရင်အကိုညီယူပါ။နံမက်၃ချက်ကတော့ကိုယ်လေးချိန်ထိညီခြင်းပါ။ကျမ်းမာတဲ့ကိုယ်လေးချိန်ရှိနေခြင်းကခါယိုးပေါ်က ကဖိအားကိုလျှော့ချစေပါတယ်။အထူးသဖြင့်ဗိုက်ပူခြင်းကခါးနာဖို့အခွင့်လန်းဖို့များပါတယ်။နံပါတ်၄ချက်ကတော့လေးကျင့်ငန်းပုံမှန်လုပ်ခြင်းပဲဖြစ်ပါတယ်။ကိုယ်လက်လှူရှာမှုပုံမှန်လုပ်ခြင်းကခါးနဲ့ဝမ်းပိုက်သားတွေကိုတမစေပါတယ်။ကြွက်သားတွေကိုတမ်းမရင်ခါးယိုးကိုပုံမှုပြီးတော့ထောက်ကူပေးနိုင်ပါတယ်။ လမ်းလျှောက်ခြင်းရေကူးခြင်းလိုမျိုးခါပေါ်ဖိအားနည်းတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ပေးပါကြွက်သားကိုဆန့်ထုတ်တဲ့လေ့ကျင့်ခန်းတွေကိုလည်းနေ့တိုင်းလုပ်ပေးပါနံပါတ်5ချက်ကတော့အခြားလူနေမှုပုံစံများဒေါင်းမြစ်ဖက်နက်တွေအမျက်စီးခြင်းကိုရှောင်ပါခုံနေပြီးတော့တက်တော့တက်တာရှိတဲ့ဖက်နက်တွေကိုစီးပါဆက်လေးဖြတ်ပါ ဆက်လက်တော့ချင်းကခါယိုရှိ this daisy သွေးစစ်စစ်မှုကိုညှော့နေစေပြီးတော့ခါနာနိုင်ကြေးပုံများစေပါတယ်အကယ်၍ခါနာနေတာကရက်တသက်ပဲပေါ့နော်အတော်ကြာတဲ့အထိမတက်တာဘူးခြေတော်အထိနာကျင်တာတွေထုံကျင်တာတွေဖြစ်လာရင်တော့ဆရာဝန်နဲ့တေချာပြတ်တာဆွေးနွေးဖို့အကြံပြုလိုပါတယ်ခါနာခြင်းကိုကာကွယ်ရဲ့အတွက်လေးကျင့်ငန်းများပဲဖြစ်ပါတယ်ဒီလေးကျင့်ငန်းများကခါရှိပေါ့နော်ကြွက်သားများကိုဖြည့်ရောစေပြီးတော့ခါယိုကိုထောက်ကူပေးသည် ်ပြီးဝမ်းပိုက်မှာခါကျွတ်သွားများကိုတတ်မှစေရန်ကူညီပေးပါလိမ့်မယ်။နာကျင်မှုတွေခံစားရပါကထိုလေ့ကျင့်ခန်းကိုချက်ချင်းရပ်တန့်ပါ။လေ့ကျင့်ခန်းမစမီမှာဆရာဝန်သို့မဟုတ်ရုပ်ပိုင်းဆိုင်ရာကုတုံးပညာရှင်နဲ့တိုင်ပင်ဆွေးနွေးခြင်းဟာအကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်။နံပါတ်၁ချက်ကတော့ခါကျွတ်တိုင်းလျှော့ချခြင်းပဲဖြစ်ပါတယ်။ဒူးရင်ဘတ်နီလို့တော့ခေါ်ပါတယ်ပက်လက်လန်အိပါဒူးတစ်ဖက်ကိုရင်ဘတ်စီကို ဖြင်းညင်းစွာဆွဲယူပါကြံချက်တောက်ကိုဖျောက်တန်းစွာထားပါ ထို့နောက်ချက်တော့ပြောင်းပါတစ်ဖက်စီရဲ့အတွက်စက္ကန့်30ခန်းဖိထားပါတနည်းဟိုနှစ်ကြိမ်၃ကြိမ်ပြုလုပ်ပေးပါ နောက်တနည်းကတော့ကြောင်နွားနီလို့ခေါ်ပါတယ်လက်နှစ်ဖက်နဲ့ဒုနှစ်ဖက်ကိုကြမ်းပေါ်ချပြီးတော့လေးဘက်ထောက်ပါ။ခေါင်းကိုမော့ကခါကိုအောက်သို့အနည်းငယ်ကွေးချပါ။ထို့နောက်ခေါင်းကိုငုတ်ပြီးတော့ခါကိုအပေါ်သို့ကုန်းပါ။တလဲစီကိုဆယ်ကျင်ခက်ဖြင်းညစ်စွာပြုလုပ်ပေးပါ။နောက်တနည်းကတော့ပိုင်ဖောင်းနီလို့ခေါ်ပါတယ်။ပက်လက်လှန်အိပ်ပါ။ ညာဘက်ခြေချင်းဝေကိုဘယ်ဘက်ဓူးပေါ်တင်လိုက်ပါဘယ်ဘက်ပောင်နောက်ဖက်ကိုလက်ဖြစ်ဆွဲကင်ပြီးတော့ရှင်ဘက်စီကိုဖြင်းညှင်းစွာဆွဲယူပါတစ်ဖက်စီအတွက်စက္ကန့်30ခန်းဖိထားပါနှစ်ကြိမ်ပြုလုပ်ပေးပါ နောက်တနည်းကတော့ခလေးပုံစံနီးလို့ခေါ်ပါတယ်ဓူးထောက်လိုက်ပါလက်နှစ်ဘက်ကိုရှေ့သို့ဆန့်ပြီးတော့နှစ်ဖူးကိုကျန်းပေါ်ဦးချပါ တေမားကိုခြေပနောက်စီကိုတက်နိုင်သမျှကတ်ထားပါစက္ကန့်30မှာ1မိနစ်ခန့်ကတ်ထားပေးပါနံပါတ်2ချက်ကတော့ခါယိုထောက်ကိုကြွက်သားတက်မှစေခြင်းပဲဖြစ်ပါတယ်ပရမနီးကတော့ငှက်ခွေးနီးလို့ခေါ်ပါတယ်လက်နှစ်ဖက်နဲ့ဒူးနှစ်ဖက်ကိုကြမ်းမွချပြီးတော့လေးဘက်ထောက်ပါညာလက်နဲ့ဘယ်ဘက်ခြေထောက်ကိုတပြိုင်တည်းတည်းရှေ့နဲ့နောက်သို့ ဖြောက်တန်းစွာဆန့်ထုတ်ပါခါမလုံအောင်ထိန်းထားပေးပါပြီးရင်စန့်ကျင်ဘက်လက်နဲ့ခြေထောက်ကိုပေါ့နော်ပြုလုပ်ပေးပါ တစ်ဖက်စီကို10ကြိမ်ခန့်ပြုလုပ်ပေးပါ။နောက်တစ်နည်းကတော့ပဲပစ်နီးလို့ခေါ်ပါတယ်။ပလက်လန်အိပ်ပါ။ဒူးနှစ်ဖက်ကိုထောင်ထားပါ။ခါကိုကျမ်းပေါ်ပေါ်တော့ဖိကက်လိုက်တယ်လို့မျိုးတင်မားကိုနင်းငယ်ကြွလိုက်ပါ။ဝမ်းပိုက်သားကိုတင်ထားပါ။ဆယ်ဆက်ကဖိထားပေးပါ။ဆယ်ကျင်းလောက်ပြုလုပ်ပေးပါ။နောက်တနည်းကတော့တွန့်လိန်ကြီးလို့ခေါ်ပါတယ်။ပလက်လန်အိပ်ပြီးတော့ဒူးကောင်ခြေပွားချတာပါ။ လက်နှစ်ဖက်ကိုရင်ဘက်ပေါ်ပေါ့နော်ချိတ်ထားတာသူ့မဟုတ်ပေါင်ပေါ်တင်ထားပြပါခေါင်းနဲ့ပခုံးကိုကျမ်းပြင်မှာနဲငယ်တာကြွပါခါကိုတော့ကျမ်းမှာပေါ့နော်မကွာစေရပါဘူး၁ကြိမ်မှာ၁၅ကြိမ်အထိပြုလုပ်ပါ နောက်ဆုံးနည်းကတော့ glue knee လို့ခေါ်ပါတယ်ပက်လက်လက်အိပ်ပြီးတော့ဒူးကောင်းခြေပွားချတာပါတင်မကိုဖြင်းညင်းစွာကျမ်းပြင်မှာချွတ်လိုက်ပါ ခိုးမဒူအတီမြင်းဖြောက်ဖြစ်အောင်လုပ်ထိန်းတာပါဆယ်ဇက်ကန့်တဲ့ထားပါစေချိန်လောက်ပြုလုပ်ပေးပါဒီကျင့်ငန်းတွေကိုပုံမှန်နဲ့ပေါ့နော်ဖြည်းဖြည်းချင်းလှုပ်ဆောင်ပေးခြင်းဟာအကောင်းဆုံးရလဒ်ကိုရရှိစေမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါရရှင်။အားလုံးပဲနေကောင်းကြပါကြပါစေလို့ဆုတောင်းပေးပါရနော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။